မင်္ဂလာပါ CNN ရဲ့ knowledge စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ video ထဲမှာတော့ကားလောက်ကမှာနာမည်ကြီးဖြစ်တဲ့ Mercedes ကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့လျှက်စစ်စပင်းတွေအကြောင်းကိုပြောပြပေးသွားမှာပါ ဒီလီယက်စ်စပိန်တွေကိုတော့ N+ Company နဲ့ Mercedes တို့ကပူးပေါင်းပြီး Formula 1ပြန်ကောက်ပွဲတွေမှာပါဝင်ရှင်ပြိုင်နေတဲ့ Mercedes AMG Petronas F1 Team ရဲ့ license နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ F1 ကားပြန်ပွဲရဲ့အမှတ်စီနဲ့ထုတ်လုပ်ထားတဲ့အဒီလီယက်စ်စပိန်တွေရဲ့ဒီဇိုင်းတွေနဲ့ပုံမှန်တင်ပြနေကတော့အရန်ကိုအထက်တန်းစားဆန်တာပါ။အဒီလီယက်စ်စပိန်တွေမှာ950ဝက်ရှိတဲ့မော်တာကနောက်ပိုင်းမှာပါရှိပြီးအမြင့်ဆုံးအရှိန်ကတော့တစ်နာရီကို28မိုင်အထိမောင်းနေတယ် ါတယ်။တရားစစ်စပိန်အနေနဲ့မရှိခြင်းပဲခြေနင်းစပိန်ပုံစံနဲ့စီနေအသုံးပြုနေတာပါ။၄၈ဖို့နဲ့၃၀အမ်ပီယာဘက်ထရီပါရှိပြီး Track Edition မှာဆိုရင်အရန်ဘက်ထရီက9 Ampere ထပ်မံပါရှိပါတယ်။လမ်းကောင်းတဲ့အခြေအနေမျိုးမှာဆိုရင် Mile 80အထိရှင်းနေနိုင်တယ်လို့ဆိုပါတယ်။ Brake တွေကတော့ Hydraulic Brake အမျိုးအစားတွေဖြစ်ပြီးတာယာတွေကတော့ Angel Urban GT တာယာတွေဖြစ်ပြီးစပိန်ရဲ့ဘင်းအရွယ်စားကတော့29.5လက်မဖြစ်ပါတယ်။စပိန်လက်ကင်ဘေးမှာတော့9လက်မခွဲအရွယ်စားရှိတဲ့မျက်နှာပြင်တစ်ခုပါရှိပြီးစပိန်ရဲ့အလျင်နှုန်းရှင်းနေမှုပုံစံ ်ဘက်ထရီနဲ့တခြားအချက်အလက်တွေကိုပြသပေးမှာပါ။နောက်ထပ်စပိန်နဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းအနေနဲ့ဘလူးတူးနဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ဟဲလ်မတ်တစ်ခုလည်းပါဝင်မှာဖြစ်ပါတယ်။အဲ့ဒီစပိန်ကိုပုံစံအမျိုးမျိုးထုတ်လုပ်ထားပြီး track edition အတွက်ဒေါ်လာ9500 city edition အတွက်ဒေါ်လာ4000 rally edition အတွက်ဒေါ်လာ9500နဲ့ urban edition အတွက်ဒေါ်လာ9500သတ်မှတ်ထားပါတယ်။ အခုတင်ဆက်ပေးခဲ့တာကတော့ကာလောကမှာနာမည်ကြီးဖြစ်တဲ့မာစီရီကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့ TSS စပိန်ရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ပတ်ဒီမှာလည်းတခြားစိတ်ဝင်စားဖို့ knowledge အကြောင်းအရာတွေကိုတင်ဆက်ပြီးတော့မှာပါ။